မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတူလိလာဆွေးနွေးကြမယ့်အကြောင်းအရာကတော့လေအဲကျန်းစာတဲ့လာတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အခန်းတစ်ခန်းကောရင်တုဩဝါဒစာပထမဆောင်အခန်းကြီး14ထိပါတယ်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဒီအခန်းကလေဝိညာဉ်ကြီးကလက်ဆောင်နေပေါ့အထူးတစ်ပြည့်အတင်းတော်ထဲမှာဒီလက်ဆောင်လေးကိုဘလို့စီကန်းတက်ကြထုံးမလဲဆိုတာကိုအဓိကပြောထားတာဟုတ်ပါတယ် တော်တော်လေးဟွတ်တွေ့ကြတဲ့လမ်းညွှန်မှုတွေပေးထားတာတွေ့ရပါတယ်ဒီဆွေးနွေးမှုအတွက်ကျမတို့အဓိကမိညာတာကတော့ The wise believers ကပြုစုထားတဲ့ဒီအခန်း14ဆိုင်ရာလေ့လာချက်တွေပေါ့သူတို့ရဲ့ခွဲခြားစိတ်ဖျားမှုကအဲဒီအခန်းရဲ့အဓိကအချက်တွေကိုနားလည်မှုတတော်အထောက်အကူပြုပါတယ်ဟုတ်ကဲ့သူတို့ရဲ့ရှုထောင့်ကနေကြည်တာကပိုပြီးရှင်းလင်းစေတာပေါ့ဆိုတော့လေဒီအခန်းရဲ့အဓိက mission လို့ပြောရမလားအဲ အဲ့ဒါကဘာလဲဆိုရင်ဟိုကောရင်သူအတင်းတော်မှာအဲ့ဒီတော့ကအယံတက်ကြွနေလေဝိညာဉ်စုကျေစုတွေရှိတယ်ပေါ့အထူးတပြည့်အခြားဘာသာစကားပြောတာတော့ပြောတော့ဖတ်ပြတာတော့อืมအဲ့နာတွေကိုအတင်းတော်ရဲ့စူပေါင်းအကျိုးအတွက်တိဆောက်မှုအတွက်ဘလို့စနစ်တကျဟိုလမ်းကြောင်းမှန်ပေါ်တဲမပေးမလဲဆိုတာပဲဟုတ်ပါတယ်တနည်းပြောရင်ဝိညာဉ်ရေးရာတက်ချွာမှုနဲ့စီကန်ရှိမှုကြတာဟန်ချက်ညီမှုပေါ့လေ ဟုတ်ပါအဲဟန်ချက်ကိုရှာဖို့စ조사တာကဲဒါဆိုဒီအထဲကိုစပြီးတော့အတူတူကြည့်ကြရအောင်ဒီအခန်းအစမှာလေရှင်ပေါလုကအခန်း73မှာအကျယ်တဝင့်ပြောခဲ့တဲ့ချစ်ချင်းမေတ္တာကိုဆက်လိုက်စဖို့အရင်ဆုံးတိုက်တွန်းတယ်ဟုတ်ကဲ့ပြီးတော့ဝိညာဉ်စုကျေးဇူးတွေကိုလည်းတောင်းတာဖို့ပြောတယ်ဒါပေမဲ့ချစ်ချင်းမေဆိုသလိုအခြားဘာသာစကားပြောချင်းချက်ပြောဖက်ပြူရင်ကိုပိုလိုလားတဲ့တယ်ဆိုပြီးခွဲလိုက်တာ အဲ့ဒါနင်းနဲ့စိတ်ဝင်စားဖို့ကောင်းတယ်။ဘာလို့ဒီလိုတမ်းပြီးခွဲခြားလိုက်ရတာလဲ။ဒီစုကျေစုနှစ်ခုရဲ့သဘောကိုအရင်နဲ့ရှင်းပြပေးပါလား။ဟုတ်ပါရဲ့။အဲဒီဝဟရာလေးကိုအရင်ရှင်းအောင်လုပ်တာအရေးကြီးတာပေါ့။ကျွန်တော်တို့လေးလာနေတဲ့အရင်ရှိတဲ့ရှူထောက်အရာဆိုရင်တော့လေဒီအခါမှာအခြားဘာသာစကားပြောခြင်းဆိုတာကလူတွေနားမလည်နိုင်တဲ့ဘာသာစကားနဲ့ပြားသခင်ကိုပြောဆိုဆက်တွယ်တာအဲ့လိုနားလည်နိုင်တယ်အင်းအင်းဆိုတော့ ကိုပိုင်ဝိညာဉ်ရေးတည်ဆောက်မှုအတော်တော်ဖြစ်နိုင်တယ်။ဒါပေမဲ့အများနားလဲအောင်ဘာသာပြန်ပေးတာမျိုးမရှိဘူးဆိုရင်အတင်းတော်စူဝေးတဲ့ခါမှာအကျုံနေနိုင်တယ်ပေါ့။ဟုတ်ကဲ့ Perfect Fusion ကကျွန်တော်ဒီနေရာမှာအနာဂတ်ကိုဟောတာတတ်တတ်တော်မဟုတ်ဘူးလူတွေနားလည်နိုင်တဲ့ဘာသာစကားနဲ့ပေါ့။ဘုရားသခင်စီကလာတဲ့သတင်းစကားကိုဝေမျှတာအဲ့လိုမျိုးဆိုလိုတာပါ။အော်ဒီသတင်းစကားကလူတွေကိုတိုက်ရိုက်တိဆောက်တာအာဘေးတိုက်တွန်းတာနှစ်သိမ့်တာတွေ ပေးနိုင်တယ်လို့ရှင်ပေါ်လူကမြင်တယ်။အော်ရှင်းတော့ပါပြီ။ဆိုတော့ရှင်ပေါ်လူက Prophet Fusion ကိုပိုလိုလောင်းမပြောတဲ့အဓိကအကြောင်းရင်းကဟိုအများနားလည်ပြီးလက်တွေ့အကျိုးကျေးဇူးချက်ချင်းရတယ်လို့ဆိုတဲ့သဘောပေါ့နော်။ဟုတ်ပါတယ်။အခြားဘာသာစကားကြတော့ဘာသာပြန်မပိုင်ရင်ကိုနဲ့ဖျားချားကကိစ္စလို့ဖြစ်သွားပြီ။ပြောဖက်ဖြူချင်းကတော့အများအတွက်ဖြစ်သွားတာပေါ့။အတေးကြပါပဲ။အဲ့ဒီနေရာမှာအရင်အမြစ်ကမိမောင်းထိုးပြထားတဲ့အဓိကစကားလုံးကတိဆောက်ချင်းပေါ့။ edification ဘောလေ greek လို့ဆို oikodomē ဘောอืมๆရှင်ပေါလို့အထက်ကဝိညာဉ်စုကျေစုအလုံးရဲ့အဓိကရည်မှန်းချက်ကအတင်းတော်ဆိုတဲ့အဆောက်အအုံကြီးကိုဝိညာဉ်ရေးရမှာပိုခိုင်ခတ်အောင်ပိုရင်ကျယ်အောင်တိဆောက်ဖို့ပဲဟုတ်ကဲ့ဆိုတော့ဘယ်စုကျေစုကဒီရည်မှန်းချက်ကိုပိုပြီးထိထိရောက်ရောက်အချိုးပြုတ်နိုင်မလဲဆိုတဲ့ရှုထောင့်ကနေသူကချင်းကနေတာဩဒါကอืมကောရင်သူအတင်းတော်မှာရှိနေနိုင်တဲ့ဟို ကိုစုကျေစုကိုပြချင်တဲ့စိတ်တို့တဦးချင်းထင်ပေါ်လို့တော့အဲ့ဒါမျိုးတွေကိုလည်းတွယ်ဝိုက်ပြီးထိညီပြချင်တဲ့တဘောလဲပါနိုင်တယ်လို့ယူဆရတယ်ဟုတ်ကဲ့အဲ့ဒီတိဆောက်ချင်းဆိုတဲ့အချက်အဲ့ဒါကို तू ဘလောက်အလေးထားလဲဆိုတာနောက်ပိုင်းမှာပို့ရှင်းလာတယ်အခြားဘာသာစကားပြောရင်တောင်အတင်းတော်ကိုအကျိုးရှိစေဖို့ဘာသာပြန်ပြီးမဲ့သူမရှိရင်တိတ်ဆိတ်နေပါလို့ပြောတာကတော်တော်လေးပြတ်သားလဲနော်ဟုတ်ပါတယ်ဒါကိုတချို့ကအခြားဘာသာစကားပြောခြင်းကိုအာမပေးတော့ဘူးလားလို့ထင်သွားနိုင်တယ် ဒီအချက်ကိုရင်းအမေကဘလို့ထုံးသက်ထားလဲရှင်မှန်ပါတယ်အဲ့ဒါကကြီးကြီးတဲ့မိခုံတစ်ခုထုတ်ဖြစ်စေတာပေါ့ဒါကလုံဝတာမြစ်တာနာဒါမှမဟုတ်စီကန်းတကြဖြစ်စီကျင်တာလားอืมကျွန်တော်တို့မိညာနဲ့အချက်လက်တွေရတော့ဒါဟာတာမြစ်တာထက်စီကန်းတကြအထုံးချစေလို့ဒါချစ်ဖို့များတယ်ဘာလို့လဲဆိုတော့ရှင်ပေါ်လူကိုယ်တိုင်လည်းအခြားဘာသာစကားပြောတယ်လို့အခန်းငယ်၁၈မှာဆိုထားတယ်ဟုတ်ကဲ့ပြီးတော့အခြားသူတွေပြောတာကိုလည်းမတားနဲ့လို့အခန်းငယ်၃၀ကိုမှပြောပြရောအော်ဟုတ်ဒါပေမဲ့ အတီးတော်စုဝေးဝိပုတိအခါမှာပေါ့လေအဓိကဦးစားပေးကအများနားလဲတိဆောင်းမှုရဖို့ဖြစ်ရမယ်ဘာသာပြမပါတဲ့အခြားဘာသာစကားကဒီရည်ရွယ်ချက်ကိုအထောက်အကူမပြုဘူးလို့သူယူဆတယ်음음ဒါကြောင့်တိတ်ဆိတ်နေပါဆိုတာကစုဝေးဝိပုမှုအခြေအနေအတွက်ပြောတာဖြစ်မယ်အဲ့ဒီစုကျေစုဖို့လုံးဝပိတ်ပင်တာမျိုးမဟုတ်တော့ဘူးလို့အရင်အမြစ်ကကောက်ချက်ချတာပါတယ် ဒီတော့အဓိကကဆက်သွယ်မှုရှင်းလင်းဖို့နဲ့အများကျိုးကိုရှင်းတန်းတင်ဖို့ပဲပေါ့နော်ဟုတ်ပါတယ် profit view ချင်းကဒီလုံးလဆက်နှစ်ခုလုံးနဲ့ကိုင်ညီနေတော့သူ့ကိုပို့ပြီးအားပေးတဲ့သဘောဖြစ်သွားတာပေါ့နော်ဟုတ်ပါတယောယောကထားပြီးဘယ်သူမှနားမလဲတဲ့စကားတွေပြောနေတတ်တဲ့ဆိုင်ရင်လူတိုင်းနားလည်ပြီးအားရစင်မဲ့တတိပေးမဲ့နစ်သိမဲ့စကားပြောတာကအတင်းတော်အတွက်ပိုကျိုးရှိတယ်ဆိုတာရှင်းနေတာပဲဟုတ်ပါတယ်ပြီးတော့လေရှင်းပေါ်လို့ကဒီအချက်ကိုပိုခိုင်းမအောင်ဥပမာတွေပြထားသေးတယ် အခက်ငယ်ရှိမှဆိုရင်နားမလဲတဲ့တမို့မူတန်းကစစ်သားတွေကိုဘလို့လို့စစ်ပြင်းစေနိုင်မှာလဲဆိုပြီးမိခွန်းထုတ်။အင်းမလိုက်တာ။ပြီးတော့အခက်ငယ်ဆက်တဲ့မှာကြတော့ပြောတဲ့စကားနားမလဲရင်အချင်းချင်းတိုင်းတပါးသားတွေလို ဖြစ်နေမယ်လို့ဆိုတယ်။ဟုတ်ကဲ့။ဒီဥပမာတွေကဆက်တွေ့မှုရှင်းလင်းချင်းရဲ့လက်တွေ့ကြတဲ့အရေးပါမှုကိုထပ်ပြီးတော့အလေးပေးပြနေတာပါ။အဲ့ဒီနောက်မှာတော့စီကနဲ့တင့်ညော်တဲ့အဆီဇင်ဆိုတဲ့ခေါင်းစဉ်အောက်ကိုရောက်လာရော။ ဒီနေရာမှာတော်တော်လေးအသေးစိတ်ကြတဲ့လက်တွေလမ်းညွန်ချက်တွေပေးရတာတွေ့ရတယ်နော်ဟုတ်ကဲ့အခြားဘာသာစကားပြောရင်နှစ်ယောက်အများဆုံးသုံးယောက်အလေကျဘာသာပြန်သူတယောက်ရှိရမယ်อืม proper ပြုရင်လည်းနှစ်ယောက်သုံးယောက်ပဲပြောဂျန်နစ်သူတွေကဝေဖန်ပိုင်းခြားရမယ်ဆိုတာမျိုးတွေဒီလောက်တီးကြလဲစီးညွန့်နေပေးရတဲ့နောက်ွယ်ကအကြောင်းရင်းကဘာဖြစ်မလဲအခုထင်လဲဟိုထင်ဟဆရာမယ်ဖျားသခင်ကစနစ်တကျရှိတယ်ညင်သက်ချင်းကိုနစ်တတ်တယ်ဒီတော့သူ့ကိုဝေပြူကိုကိုရတဲ့အတင်းတော် စူဝေးမှုကလည်းရှုပ်ရခဏိတာပရပတာဖြစ်နေတာမျိုးမဖြစ်သင့်ဘူးပေါ့မှန်ပါလေဒီ OBD ရောအလေကျပြောခိုင်းတာတို့အရေအတွက်ကန့်တတာတို့ကလူတိုင်းပါဝင်နိုင်အောင် ပြီးတော့ပြောတဲ့စကားကိုတေချာနားတောင်ဆင်ခြင်နိုင်အောင်အေးရှုပ်ထွေးမှုကိုရှောင်ရှားဖို့ဖြစ်မယ်လို့ယူဆရပါတယ်ဒါကစိတ်ဝင်စားစရာရှုတော့မယ်ဆိုလိုတာကဝိညာဉ်တို့ရဲ့တန်ကိုပြေဝမှုနဲ့စည်းကမ်းရှိခြင်းကစန့်ကျင်ဘက်မဟုတ်ဘူးအတူတကွရှိနိုင်တယ်ရှိတဲ့တယ်ဆိုတဲ့သဘောကိုပြနေသလိုပဲနော် ဟုတ်ပါတယ်တက်ကြွနုံတို့ PN မှာတက်ဖြစ်သွားတာမျိုးကို ရှင်ဘော်လူကမလိုလားဘူးဒါမနဲ့အာဒီစီမနေထဲမှာအခုခင်မှာတော်တော်လေးဆွေးနွေးညှင်းခုမှုတွေဖြစ်စေတဲ့အချက်တစ်ချက်ပါလာပြန်ရောอืมဟုတ်အဲ့ဒါကအမျိုးသမီးတွေအတင်းဆုံးမှာတိတ်ဆိတ်စွာနေဖို့ပြောထားတဲ့အပိုင်းလေးအခန်းငယ်34 30မှာကျမတို့မိညာနဲ့ The Wise Believers ရဲ့အချက်လက်တွေမှာဒီအချက်ကိုဘလို့ချင်းကတ်တုံးတတ်ထားပါတယ်ရှင်ဟုတ်ပါတယ် ဒါကတော့ကျန်းစာတွေကအနတ်ဖွင့်ရအခက်ဆုံးအငင်းပွားပွဲရအများဆုံးအချက်တီတွေကတကူဆွဲလဲမမပါဘူး The Wise Believers ရဲ့လေလာမှုအပါဝင်ပါလိဒီကျမ်းပိုက်ကို ချင်းကတ်တဲ့အခါတတိထားမဲ့အချက်တီအများကြီးရှိပါတယ်ဟုတ်ကဲ့ပရမသုံးကတော့တမိုင်းနဲ့ယဉ်ကျေးမှုနောက်ခံအခြေအနေကိုထည့်စင်စားဖို့လိုအပ်တယ်ပရမယာစု Corinth မြို့ရဲ့လူမှုရေးယဉ်ကျေးမှုအခြေအနေတွေအဲ့ဒီအချိန်ကအတင်းတော်မှာအမျိုးသမီးတွေရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီးဘလို့အမြင်နေရှိခဲ့တယ်လဲပေါ့อืม အရေးမြတ်မှဖော်ပြထားသလိုပဲတချို့ကျမ်းပညာရှင်တွေကဒီနေရာကတိတ်ဆိတ်စွာနေခြင်းဆိုတာဟာအသင်းတော်ရဲ့တွင်တင်ခြင်းအခွင့်အာဏာနဲ့ပတ်သက်ပြီးပြောတာလားဒါမှမဟုတ်ဝိပုကိုးကဲမှုအတွင်းမှာမိကုန်းတွေမဲတာတို့ဆွေးနွေးငင်းကုန်တာတို့လိုမျိုးအဲစီကံထင်းတင်းရေရှုတော်ကပြောတာလားဆိုတာကိုဆွေးနွေးကြရတယ်ဟုတ်ကဲ့ဘာလို့လဲဆိုတော့ရှင်ပေါင်လူဘအခန်းဆက်တဲမှာအမျိုးသမီးတွေဆုတောင်းတာပရောဖက်ပြုတာတွေပြောတာရှိတော့ လုံးဝစကားမပြောရဘူးလို့ဆိုလိုတာဟုတ်ပါမလားဆိုတဲ့မိကုံးလေးရှိနေတာကိုဟောဟုတ်ကဲ့နော်အခန်းဆက်တင်မှာရှိခဲ့တယ်ဟုတ်ပါတယ်ဆိုတော့အရင်မိကတော့ဒါကိုရှင်ပေါင်းလူရဲ့အတိတ်ကရွယ်ရက်ဖြစ်တယ်အတင်းတော်ရဲ့စီကံညင်တဲ့ချင်းနဲ့တင့်လျော်တဲ့အစီစဉ်ဆိုတဲ့ကျေပြန်းတဲ့ပုံစံထဲမှာထဲထွင်းနားလေဖို့အကြံပြုထားတယ်ဟွန်းအဲ့ဒီခေတ်ရဲ့အခွင့်အာဏာဖွဲ့စည်းပုံကိုလေးစားဖို့ ရှုပ်ထွေးမှုကိုရှောင်ရှားဖို့ဥတီတဲ့လမ်းညွှန်ချက်တစ်ခုဖြစ်နိုင်တယ်လို့သူတို့ကဆိုပါတယ်။ဆိုလိုတာသူချီတီတန့်ခွဲထုတ်ပြီးအတိပ္ပေဖွင့်တာထက်အခန်းကြီး၁၄တခုလိုရဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့တိဆောက်ခြင်းစီကံဆိုရရဲ့ပြီးတော့ကွမ်းတူတင်းတော်ရဲ့တိကျတဲ့အခြေအနေနောက်ခံမှာနားလည်ဖို့စူးစမ်းတင်တယ်ဆိုတဲ့သဘောပေါ့။ဟုတ်ပါတယ်။ဒါပေမဲ့ဒီအပေါ်မှာအမြင်မျိုးမျိုးရှိနေနိုင်သေးတယ်ဆိုတာကိုလည်းအတိမပြရမှာပေါ့နော်။အတိကျပါပဲ။ ်ဒီလိုခက်ခဲတဲ့ကျမ်းပိုက်တွေနဲ့ပတ်သက်လာရင်နှိမ်ချော်မှုနဲ့ချင်းခတ်မှုမတူညီတဲ့အမြင်တွေကိုလည်းတီးရှိနားလည်ဖို့ကြိုးစားတာကအရေးကြီးတယ်လို့ထင်ပါတယ်အရင်မြက်ကလည်းဒါကိုအပြီးတက်အဖြစ်တစ်ခုအဖြစ်တင်ပြတာထက်စဉ်းစားစရာရှုထောင့်တစ်ခုအဖြစ်ပဲပြီးထားတာတွေ့ရပါတယ်ဟုတ်ကဲ့အဓိကကတော့ရှင်ပေါလုဟာအတင်းတော်ရဲ့စီလုံးညီညွတ်မှုနဲ့စနစ်တကျရှိမှုကိုအလွန်လမြင်အလေးထားခဲ့တဲ့ဆိုတဲ့အချက်ကိုမမေ့ဘူးပါပဲ။အေး ီတော့ဆိုရင်အခန်းဆက်လေးရဲ့အဓိကစီးရပိုင်းဒီကိုကျမတို့တော်တော်လေးဖျက်တမ်းခဲ့ကြပြီပေါ့ဒါဒီအလုံးကိုခြုံငုံပြီးတော့လက်တွေ့ထက်တာတော့ဘာဒီပြန်ယူသုံးသပ်လို့ရမလဲရှင် The wise believers ကထုံလို့ပြချတဲ့အဓိကသင်ခန်းစာထုံးချက်ရှိတယ်လို့သိရပါတယ်ပထမချက်ကဘာများချက်မလဲပထမချက်ကတော့ခုနကတည်းကကျွန်တော်ထပ်တလဲလဲပြောခဲ့တဲ့ဒီဆုတ်ချင်းကိုဦးစားပေးခြင်းပါပဲอืมကိုမဘလို့ဝิญဉ်စုခြင်းစုပဲရှိရှိ ကိုဘာပဲလုပ်လို့ဒီလုဆောင်မှုကတခြားသူတွေကိုဘလို့အကျိုးပြုမလဲ အတင်းတော်တစ်ခုလုံးကိုဝင်းရင်ရေးရမှာဘလို့အားချစ်ပြေးမလဲဆိုတော့ကိုအဓိကထားစင်မဖို့တိုက်တွန်းထားပါတယ်ဟုတ်ကဲ့ကိုကိုကိုပြားတာလို့စိတ်တင်ပေါ်လို့စိတ်ထက်အများကျိုးကိုရှေ့တန်းတင်ကိုလိုအပ်တယ်ဆိုတဲ့အချက်ဟာအခုခေတ်အတင်းတော်ကြီးတက်ရောတကယ်တော့လူမှုအဖွဲ့အစည်းတွေတပါအရေးကြီးတဲ့သင်ခန်းစာပါမှန်ပါတယ်ကို့လုတ်ရက်ကတခြားသူတွေကိုဘလို့အကျိုးပြုမလဲဆိုတဲ့မိကုံးကအမြဲတမ်းအရေးကြီးတယ်နော်ဒုတိယချက်ကကောင်းရှင်ဒုတိယအချက်ကတည်င်းစကားရှင်းလင်းပြတ်သားမှုရဲ့အရေးပါခြင်းပါ ရှင်ပေါလုကပြောဖြပြုခြင်းကိုအလေးပေးခဲ့တဲ့အကြောင်းရင်းတွေကတခုပေါ့အင်းအင်းကျွန်တော်ရပြောဆိုဆက်သွယ်မှုတွေအထူးသဖြင့်သွန်သင်ဟောပြောမှုတွေအတ္တိပညာဝေမျှမှုတွေမှာနားထောင်တဲ့သူနားလဲလွယ်အောင်ရှင်းရှင်းလင်းလင်းသိမြင်သွားအောင်ကြိုးစားဖို့လိုတယ်ဟုတ်ကဲ့ဘလောက်ပဲအတွေးခေါ်ကောင်းကောင်းနည်းနည်းတွေအမှန်တရားဖြစ်သည့်နားလေအောင်မပြောနိုင်ရင်နားလေအောင်မဆက်သွယ်နိုင်ရင်အကျိုးတရားမှုနဲသွားနိုင်တာပေါ့ ီအချက်ကဝိညာဉ်ရေးရလဲပဲမှာပဲချမောဘူးလုပ်ငန်းခွင်မှာမိသားစုမှာဘယ်နေရာမှာမစိုးအရေးကြီးတဲ့ချက်ပါဟုတ်ကဲ့ဟုတ်ကဲ့ကိုပြောတာဘူးသူများနားလဲအောင်ကြိုးစားတာကလေးစားမှုတစ်မျိုးပဲလို့ပြောလို့ရတယ်နော်နောက်ဆုံးတတိယအချက်က question တတိယအချက်ကတော့စီကံနဲ့ငြိမ်သက်ခြင်းကိုတံပိုးထားခြင်းပါပဲ ဝတ်ပြုကိုယ်ွယ်မှုအပါဝင်ပေါ်လေကျွန်တော်ရဲ့စူပေါင်းလုံဆောင်မှုတွေမှာတဦးကိုတဦးလေးစားမှုစနစ်တကျရှိမှုအစီအစဉ်ကြမှုတွေကအရေးကြီးရဲ့အဲဒါကရှုပ်ထွေးခြင်းကိုမနစ်သက်တဲ့ဘုရားသခင်ရဲ့တဘာဝကိုထင်ထက်စေတယ်လို့ရှင်ပေါလုကဆိုလို့ရင်ထင်နိုင်ပါလေလွတ်လပ်စွာပေါ်ထိုးခွင့်နဲ့စီကံမဲ့ခြင်းကိုမယောထွေးဘူးစိတ်ရထက်တန်မှုနဲ့စနစ်တကျရှိမှုကိုဟန်ချက်ညီညီကျင့်သုံးမှုလိုအပ်တယ်ဆိုတဲ့သတိပေးချက်လိုပါပဲ။ ဒီအချက်၃ချက်ကအကန့်ဆက်လေးရဲ့အနစ်ချုပ်လို့ပြောနိုင်ဘလို့ဒီနေ့ခေတ်အတည်းလည်းတကယ်ကိုအများကြီးရှင်းချင်စရာပေးပါတယ်။ဒါပေမဲ့အမ်ဒီအချက်၃ချက်အားလုံးရဲ့အောက်ခြေမှာ အခန်း23မှာပြောခဲ့တဲ့ချစ်ချင်းမေတ္တာရှိနေတယ်ဆိုတာကိုလည်းမမေ့သင့်ဘူးနော်။သိမှန်တဲ့အချက်ပါပဲ။ရှင်ပေါ်လူကအခန်း23မှာချစ်ချင်းမေတ္တာရဲ့အရေးပါမှုကို အခြေတော်ဝင်တကယ်ရင်သက်ရှုမောဟဲ့ပြောပြပြီးမှအခန်း24မှာ ဒီစုကျေးဇူးတွေကိုဘလို့လက်တွေ့ကြကြသုံးရမယ်ဆိုတာပြောတာကတိတ်ဆိုင်မှုမဟုတ်ဘူးလို့ထင်ပါတယ်။ဟုတ်ကဲ့။ချစ်ချင်းမေတ္တာကလမ်းညွန်မောင်းနှင်ခြင်းမရှိဘူးဆိုရင်ဒီဝိညာဉ်စုကျေးဇူးတွေက အလွယ်တကူပဲကိုကြိုးအတွက်ခုံပြိုင်ဆိုင်မှုအတွက်အသင်းတော်ကိုတည်ဆောက်မဲ့အစားပျော်ကွဲစေဖို့အတွက်အထုံးချကံဖြစ်သွားနိုင်တယ်။မှန်ပါတယ်။ဒါကြောင့်တည်ဆောက်ခြင်း၊ရှင်းလင်းခြင်း၊စည်းကမ်းရှိခြင်းဆိုတဲ့အချက်ဒီအားလုံးဟာ ချစ်ချင်းမေတ္တာဆိုတဲ့အခြေခံပေါ်မှာဒီဆောင်မှသာအတိပယ်ပြေဝမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့ကျမတို့ကိုရင်းတူဩဝါရစာပထမဆုံးအခန်းကြီး14ထဲကဝိညာဉ်စုဂျေဇူးတွေအတင်းတော်အတွင်းစီကံတိဆောက်ချင်းနဲ့ချစ်ချင်းမေတ္တာရဲ့ဆက်ဆက်မှုတွေအကြောင်း The Wise Believers ရဲ့အချက်အလက်တွေကိုအခြေခံပြီးဆွေးနွေးခဲ့ကြတာနောက်ထောင်တူတွေအတွက်အကျိုးတစ်ခုခုရှိမယ်လို့မျှော်လင့်ပါတယ်ရှင်ဟုတ်ကဲ့ အဓိကအနှစ်ကျိုကတော့ဝိညာဉ်စုကျေစုတိုင်းကိုချစ်ချင်းမေတ္တာရဲ့လမ်းညွှန်မှုနဲ့အတူအများအကျိုးအတွက်စီကံတကြအသုံးပြုခြင်းဟာအရေးကြီးတယ်ဆိုတာပါပဲ။ဟုတ်ပါတယ်။နောက်ဆုံးအနေနဲ့နားထောင်သူတွေကိုဆက်လက်စဉ်းစားသုံးသပ်ဖို့အချက်တစ်ချက်ခြံထားခဲ့ကြပါတယ်ခင်ဗျာ။ဟုတ်ကဲ့။ဒီနေ့ခင်မှာကျွန်တော်တို့ရဲ့ဝတ်ပြုကိုဝင်မှုပုံစံတွေအတင်းတော်ယဉ်ကျေးမှုတွေကပရမယာစုကောရင်သူနဲ့တော့အများကြီးကွာခြားသွားပြီလေ။ရိုးရတာလေးပုံစံတွေရှိသလိုပူပြီးခင်မီလွတ်လပ်တဲ့ပုံစံတွေလည်းရှိတယ်။အင်း ဟုတ်ပါတယ်ဒီလိုကွေးပြားခြားနားတဲ့အခြေအနေတွေမှာအခန်းစစ်လေးမှာရှင်ပေါလုပေးခဲ့တဲ့အများတိဆောက်ရဲကိုဦးစားပေးခြင်းနဲ့စီကံတကြရှိခြင်းဆိုတဲ့အခြေခံမှုတွေကိုကျွန်တော်တို့လက်တွေ့မှာဘယ်လိုဆက်ပြီးအသုံးချနိုင်မလဲဟုတ်ကဲ့သူရဲ့လမ်းညွှန်ချက်တွေကဘယ်အပိုင်းတွေကအဲ့ဒီခေတ်တိကျတဲ့ယဉ်ကျေးမှုအခြေအနေအတွက်သာဖြစ်နိုင်ပြီး ဘယ်အပိုင်းတွေကတော့အချိန်နဲ့နေရာမရွေးအသုံးဝင်နေမယ့်အခြေခံမှုတွေဖြစ်နိုင်မလဲအဲ့ဒါလေးစဉ်းစားစရာပေါ့ဒါတကယ်ကိုစဉ်းစားစရာမေးခွန်းကောင်းတစ်ခုပါပဲကိုယ်ကွယ်မှုမှာစစ်မှန်တဲ့ဆေးရိုက်ထက်တန်းမှုဝိညာဉ်တော်ရဲ့လှုပ်ရှားမှုကိုအားပေးရတဲ့တစ်ချိန်တည်းမှာပဲအများနာလည်ဖို့တိဆောက်မှုရဖို့စီကံတကြရှိဖို့ဆိုတဲ့အချက်တွေကိုဘလို့ဟန့်ချက်ညီအောင်လှောက်ဆောင်မလဲဆိုတာကအမြဲတမ်းစင်ချင်နေရမယ့်ကိစ္စပါပဲဟုတ်ပါတယ် ီအချက်တွေကိုဆက်ပြီးတွေးတောဆင်ခြင်ကြီးဖို့အားလုံးကိုတိုက်တွန်းရင်းနဲ့ဒီနေ့တော့ဒီမှာပဲအဆုံးဆက်ခဲ့ပါစေနောက်တစ်ချိန်ပြန်လည်ဆုံတွေ့ကြပါမယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်